ချင်းချောက်မှုတွေကမျိုးမျိုးချင်းချောက်တယ်ဟိုတနေ့ကဟိုဦးသိန်းကတော့ဒုစိတ်တလို့ခေါ်တော့ဗောဗျာသူစိတ်တတယ်နာမည်ကဟာသူဆိုတာအကောင်းဆုံးစိတ်တဆိုတာဟိုစိတ်ရင်းပေါ့နော်မနောစိတ်ပေါ့နော်အကောင်းတဲ့စိတ်ထားရှိတဲ့သူကိုသူစိတ်တလို့ခေါ်တာဒါပေမဲ့သူဟာသူ့ရဲ့စိတ်ထဲမှာတော့မကောင်းတဲ့စိတ်ထားတွေပဲမွေးမြူထားတယ်လို့ဦးသိန်းကတော့ဒုစိတ်တလို့ပဲထုံးတာပေါ့နော်အဲ့တော့ဒီရဲ့ဗလီထဲမှာအကြက်ဖက်လက်နဲ့ပစ္စည်းတွေစူးစောင်းထားလို့မပြောနိုင်ဘူးအကြက်ဖက်လူသူတွေစူးစောင်းထားလို့မပြောနိုင်ဘူးဒါတွေကချိန်လုံးချောက်လို့ပြီးသူတွေကိုအကြောက်တရားရိုက်သွင်းတာဖြစ်တယ်အဲဆိုတော့အဲ့လိုအကြောက်တရားဗျာဂတိတွေကြောင့်မှားရင်းစွာသုံးပြမိတယ်မှားရင်းစွာယက်တိမှုတွေဖြစ်ကြတယ် အထူးအဖြစ်ချုပ်အဖြစ်ဒါဟာမန္တလားဒါမှားသလားဆိုပြောမှာမသုံးသပ်နိုင်တဲ့မောဟကတိကြောင့်ဒါလေးဦးစင်းတို့ဒီနေ့မိုင်းတိုက်လို့လွယ်ကူနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုခြေလက်လှန့်လာပြီးဒီမဘာသားတွေပဇက်ဟလာရင်ဦးကဘယ်နှခွေရှိနေသလဲဆိုတာခမန့်ပြီးတော့ကြည့်ရတော့မလို့ပဲနဲ့ဓာတ်ရိုက်မြင်နေတဲ့အချိန်မှာဒီလိုမိုင်းတိုက်မှုမျိုးဟာတိုက်ွက်အဟောင်းဒိတ်အောင်နေတဲ့ညနေညနေတွေကိုထုတ်သုံးနေသလားကိုဒီနေ့ဂျန်သီလူငယ်တွေကကွက်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 မြင်နေပြီဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မဘာတာမျိုးချစ်တွေခေါင်းထောင်လာပြီးဘာသာရေးမိုင်းတိုက်မိအကြံနဲ့ပတ်သက်ပြီးຫນွေဦးဆရာတော်များမှတင်ပြလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒါတွေကခေါင်းထောင်ထလာတာဟာဒါကလိုရိုးလို့စင်ဓမ္မရာတစ်ခုဖြစ်ပါတယ်ဘလောက်ပဲမျိုးသားရေးတွေဝါရသည်ခေါင်းထောင်ထပြီးတော့မှဝါရမိုင်းတွေဘလောက်ပဲတိုက်တိုက်ဦးစင်းတို့လက်ရှိဒီဒေါ်လာရေးကိုချီတက်နေကြတဲ့ဂျန်သီးလူငယ်တွေကတော့ တော်တော်ကတကွိုင်းအစမှာဦးစင်းခြေပြိုးခဲ့တယ်လို့88ကအချိုးမျိုးနဲ့27မှာလာမချိုးနဲ့ဆိုတော့ရွေ့ကြော်တာဟာအเจ้าမဲ့ရွေ့ကြော်ခဲ့တာမဟုတ်ပါဘူးဒီလိုတိုက်ွက်အဟောင်းတွေဒိတ်အောင်နေတဲ့ညာနေညာနဲ့တွေကိုထချပြီးတော့သုံးမယ်ဆိုတာကိုကြိုတင်ပြီးတော့မှလူငယ်တွေကမြင်ခဲ့ကြပါတယ်မြင်ခဲ့ကြပါတယ်တချို့တချို့တော့ပုံကိုယ်တွေကတော့ဒါတွေကိုမမြင်နိုင်ကြပါဘူးအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်မောဟအမောင်ဖုံးနေလို့ပဲဖြစ်ပါတယ် ဒါကမာနဒါကအမှားသားလို့မသိနိုင်တာဒီမောဟပါအဲ့ဒီမောဟကြောင့်မှားရင်းစွာယက်တည်မြည့်ရဲ့အဲ့ဒါမောဟကတိဖြစ်ပါတယ်ဘုရားတို့ဗုဒ္ဓအဂတိတရား၄ပါးကိုဒီလိုဟောကြားခဲ့ပါတယ်အမှန်ကိုမှားတိုင်းမမြင်ရင်မောဟကတိဖြစ်တယ်ငါဘာသာကိုငါဘာသာမှအကောငါဘာသာမှတန်ဖိုးရှိတယ်လူတိုင်းလူတိုင်းကကိုလို့ကိုလူမျိုးကိုဘာသာကိုသာသနာချစ်တာပေါ့ဒါပေမဲ့ကိုလူမျိုးကိုဘာသာကိုသာသနာဘလောက်ပဲကိုကချစ်ချစ်ကိုလူမျိုးထဲမှာရှိနေတဲ့သူတွေကိုဘာသာသာသနာထဲမှာရှိနေတဲ့သူတွေကဘာသာသာသနာကို ခုတို့လုတ်ပြီးတော့မှမှားယွင်းစွာပြုကျင့်လာပြီးမှားယွင်းစွာပြောဆိုလာပြီးမှားယွင်းစွာဝါဒပြောပြောတာပဲငါဘာသာသာသနာတွေကလူကပြောတာပဲဆိုပြီးတော့ဒီအမဘက်မှာအပြုတ်ပြင်းမဲနဲ့အမဘက်မှာလိုက်သွားပြီးဆိုလို့ရှိရင်ဒါဟာစန္ဒာကတိပါပဲငါဘာသာကလို့ရင်တခြားဘာသာတွေကိုမုန်တီးရမယ်ငါလူမျိုးမှလို့ရင်တခြားလူမျိုးတွေကိုမုန်တီးရမယ်ဆိုပြီးတော့မုန်တီးစိတ်နဲ့အမကိုယက်တည်ရင်ဒါဟာဘုရင်တို့ဒေါသကတိပါပဲအစန္ဒာဒေါသဟုတ်ဗျာသောသော တို့နိုင်ငံကမွတ်စလင်တွေကအသိပိုက်တော့မှာပဲခေတ်ဆက်ဆက်ခေတ်ဆက်ဆက်ဒီစကားကြီးပဲပြော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 ပြီးတော့မှာဆရာသွန်းလေးကခဏခဏပြောတယ်လို့ပေါ့ဟိုတိတ်မဲ့တိတ်မဲ့နဲ့မွတ်စလင်တွေတိတ်မဲ့တိတ်မဲ့နဲ့ပြောပြောသွားပြီးတော့မှာခေါင်းကန်ကန်ပြီးတော့မှာခေါင်းခေါက်ပေါက်စားစားသွားတာစစ်အာဏာရှင်က၄ချိန်တော့ရှိနေပြီဆိုတဲ့ကားလို့ပေါ့ဗျာချင်းချောင်းမှုတွေကမျိုးမျိုးချင်းချောင်းတယ်ဟိုတနေ့ကဟိုဦးသိန်းကတော့ဒုစိတ်တလို့ခေါ်တော့ပေါ့ဗျာဒုစိတ်တတယ်နာမည်က ဟမ်သူ့ဆိုတာကောင်းသောစိတ်ဓာတ်ဆိုတာဟိုစိတ်ရင်းပေါ့နော်မနောစိတ်ပေါ့နော်အကောင်းတဲ့စိတ်ထားရှိတဲ့သူကိုသူ့စိတ်ဓာတ်လို့ခေါ်တာဒါပေမဲ့သူဟာသူ့ရဲ့စိတ်ထဲမှာတော့မကောင်းတဲ့စိတ်ထားတွေပဲမွေးမြူထားတဲ့သူဥစဉ်ကတော့သူ့စိတ်ဓာတ်လို့ပဲတော့မှာပေါ့နော်အဲ့တော့ဒီရဲ့ဗတိထဲမှာအကြက်ဖက်လက်နဲ့ပစ္စည်းတွေစူးစောင်းထားလို့မပြောနိုင်ဘူးအကြက်ဖက်လူသူတွေစူးစောင်းထားလို့မပြောနိုင်ဘူးဒါတွေကချိန်လုံးခြောက်လို့ဒီပြည်သူတွေကိုအကြောက်တရားရိုက်သွင်းတာ ဖြစ်တယ်အဲဆိုတော့အဲ့လိုအကြောက်တရားဗျာကတိတွေကြောင့်မှားရင်းစွာသုံးပြမိတယ်မှားရင်းစွာရက်တည်မှုတွေဖြစ်ကြတယ် အထူးအဖြစ်ချုပ်အဖြစ်ဒါဟာမန္တလားဒါဟာမှားသလားဆိုပြောမှမသုံးသပ်နိုင်တဲ့မောဟကတိကြောင့်ဒါလည်းဥစဉ်တို့ဒီနေ့မိုင်းတိုက်လို့လွယ်ကူနေတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုခြေလက်လှန့်လာပြီးဒီမဘာသားတွေပဇတ်ဟလာရင်ဥကဘယ်နှခွေရှိနေသလဲဆိုတာခမန့်ပြီးတော့ကြည့်ရတော့မလို့ပဲနဲ့ဓာတ်ရိုက်မြင်နေတဲ့အချိန်မှာဒီလိုမိုက်တိုက်မှုမျိုးဟာတိုက်ကွက်အဟောင်းဒိတ်အောင်နေတဲ့ညနေညနေတွေကိုထုတ်သုံးနေသလားကိုဒီနေ့ဂျန်သီးလူငယ်တွေကကွက်ကွက်ကွက်မြင်နေပြီဖြစ်ပါတယ်ကြိုက်တယ်လို့မိုက်တိုက်ကြိုက်တယ်လို့ဝါရဖြန့် ဦးဇင်းတို့ရဲ့ကျန်းသည်လူငယ်တွေဟာမောဟကတိကိုကျော်လွန်ပြီးတော့မှမှတ်ကန်တဲ့လမ်းကိုလျှောက်လှမ်းနေတာဖြစ်ပါတယ်အထူးအဖြစ်တော်လန်ရစ်အောင်ဘန်းကိုစုခိုးဖို့အတွက်ဘုံရန်သူကိုပဲဥတီပြီးတော့တိုက်နေတဲ့ပွဲဖြစ်တဲ့အတွက်ကြိုက်တဲ့ဝါရမိုင်းတွေကြိုက်သူလာပါသေးဦးဇင်းတို့တွေဟာကြံ့ကြံ့ခံပြီးတော့မှဉာဏ်ပညာနဲ့တမာဝရိယတွေနဲ့အထုတ်ပြီးတော့မှမှန်ကန်တဲ့လမ်းတွေပေါ်လျှောက်လှမ်းပြီးတော့မှအာရမကိုပယ်ရှားသွားမယ်ဆိုတာကိုဦးဇင်းတို့ယုံကြည်ပါတယ်ဒါကြောင့်ဒီကနေ့ နိုင်ငံရေးချုပ်ဂွေတိုင်းမှာမြို့သားရေးဝါဒတွေဘလောက်ပဲခေါင်းတော်ထထဦးသိန်းတို့တတိဟာမမှန်ကန်ကန်လျှောက်လန်းနေရတဲ့သူချင်းချင်းညီညွတ်ဖို့လိုပါတယ်ညီညွတ်မှုရဲ့စွမ်းအားသည်ဘယ်အရာနဲ့မှမလဲနိုင်တဲ့ကြီးမားတဲ့ခွန်အားပါဒီခွန်အားတွေနဲ့အာနာယုကိုအလဲတိုက်ပြီးတော့မှစစ်မှန်မှန်ကန်တဲ့ဓမ္မနဲ့အတူမောင်းနေတဲ့ဓမ္မဝါဒတွေနဲ့အတူဦးသိန်းတို့တတိတာယာလှပတဲ့စောစောကဆရာတရာပင်သူပြောခဲ့တဲ့ပန်းပေါင်းစုံအယောင်သေးပေါင်းစုံနဲ့လှပနေတဲ့ ဖရဲနိုင်ငံတော်တစ်စီကိုအားလုံးဝိုင်းဝန်းချီးတက်ကြပါမယ်လို့ပြောကြားရင်းနဲ့ဒီသကွိုင်းကွန်ဒီကိုကပ်ပါသုံးသပ်ရပါတယ်ခုလိုလာရောက်ပြီးတော့မှသွန်နေပြကြတဲ့ဆရာတော်မင်းတို့ညဘုရားတက္ကသိုလ်တက္ကရာရဆရာတရာပေတရုဝန္နနာဘိကလည်းဆရာဆိုးနေဦးနဲ့အတူတန်းမျိုးသမီးတက်ကြွလှူရှားသူဆရာမလွေမုံတို့ကိုကျေးဇူးများစွာတင်ရှိသလိုအားလုံးအားလုံးပေါ့လေဝိဇင်းတို့ရဲ့နိုင်ငံမှာဒီအချိန်ဟာအင်မတန်မှကိုမှအရေးကြီးဆုံးအချိန်ပါပဲဆရာနာရှင်ရလည်းပဲနောက်ဆုံးလမ်းကိုရွေးလိုက်တာပါပဲ ဒီကတော့အလုံးမင်းတိကြတဲ့အတိုင်းပဲအရင်တို့ရဲ့အာနာရှင်လူယုတ်မာကြီးတွေရဲ့တွားယိုးတွားစဉ်လမ်းစဉ်အတိုင်းပေါ့ငါတို့တော့ဒီစစ်တပ်ကိုကပိုက်ဆောင်တက်လုပ်ထားတယ်ဒီစစ်တပ်ကငါတို့ခိုင်းညင်နိုင်ခိုင်းလို့ရတယ်ဆိုပြီးတော့စူပူတယ်စန္ဒပြတယ်ဆိုရင်ပြစ်တက်လိုက်မှာပဲညင်သွားမှာပဲဟေးဆိုတဲ့ခေါရိုးကျိုးနေတဲ့အတွေ့နဲ့တို့ကဒါကိုလှုပ်တာပါပဲဒီလိုတွေလှုပ်လာတော့တခြားတခြားဒီတဲ့ပုံစိုးလာရင်အရင်ကအတိုင်းပဲ နော်ဗာရာရေးတွေနဲ့လမ်းလွှဲပြင်မယ်ဒီကုံးလုပ်ပြင်မယ်လူမျိုးရေးတိုက်မယ်ဗာရာရေးတိုက်မယ်တို့ကဒီလူမျိုးတွေတို့တွေးထားတာရှင်းမှလည်းတို့ကလုံနိုင်ကြတဲ့ဥစ္စာတွေလည်းအများကြီးရှိခဲ့တာဒီနေ့တည်းဒီလည်းပဲမဘာတာဘုံကြီးတွေကိုမဲယိုးကျွေးပြီးတော့မွေးထားနိုင်တာတော့အလုံးညင်းမြရတဲ့အချက်ပါပဲဒါလည်းခဏခဏထုတ်သုံးနေတာပါပဲဟိုဦးဇင်းတို့ရှမ်းပြည်နယ်ဘက်မှာ PNLA တို့ MNDA တို့ အဖွဲ့တွေကနေပြီးတော့မြို့တွေစကန်းတွေစစ်တိုင်းဌာနချုပ်ကြီးတွေတင်လိုက်တဲ့အချိန်မှာအဲဒီမှာဇေဒီကိုဒါခရစ်ယာန်တွေကဖြတ်နေပြီဒီအဖွဲ့ဝင်တွေ MNDA တွေအဖွဲ့တွေကဖြတ်နေပြီစရှိတွေဖြင့်ပေါကရုံးတို့မဘာဒဘုံကြီးတွေနော်ရရရရနဲ့အမဲရိုးကိုက်ရလို့လမ်းပေါ်ထွက်ပြီးဆန္ဒပြကြတာတွေတောင်ရှိတာမြင်ရမှာပါဒါတော့သူတို့ကဟန်ချက်ညီညီသူတို့အတွက်အတုံးချဖို့လိုအပ်တိုင်းမှာထုတ်ထုတ်ပြီးတော့သုံးနေကြတာပါပဲဒီလိုသုံးဖို့အတွက်ကိုလည်းပဲသူတို့က special မွေးထားပါ နော်ယနေ့သခိုင်းမာဟေးဆိုလို့ရှိရင်မြင်းတဲ့တိုင်းမြေသခိုင်းတို့မကွေးတို့ဟေးဆိုတော့ယောဂရီအားလုံးလည်းပြာကြကုန်ပြီမြင်နေရတာပဲဒီစမိတ်စာတွေမီးရှို့တယ်ဒီစော်ဒီတွေမီးရှို့တယ်နော်အကုန်လုံးတက်ပြက်မရင်းကျင်ရင်အကုန်လုံးတာပဲယနေ့မြင်းတဲ့တိုင်းမြေသူတို့မွေးထားတဲ့မပါတဲ့ဘုံကြီးဝါတဝဟေးဆိုရင်မိမဒါ၄ယောက်ရှိတယ်နော်ဒီနေကန်နေရစွာအကုန်လုံးပြောနေရပဲမိမတွေနဲ့ပေါ်တင်ရှုပ်ဘုံကြီးတမင်းနဲ့ခုနကပြောခဲ့တဲ့စစ်တပ်မိငွန်းနေတက်ခိုင်းမီးရှို့ခိုင်းဒါဘုံကြီးမှဟုတ်မှမဟုတ်တော့တာပဲသို့တော်လည်းပဲယနေ့ မြန်မာနိုင်ငံမှာတန်ခါနာယကဆိုတဲ့တောင်းဝင်ရှိဆုံးနေရှိတယ်ဘာမှပြောတာမှမဟုတ်တာမွေးထားတာ ਉਹ စည်ရနာချင်းမွေးထားတဲ့ဟေ့ဆိုရင်မတို့ရဲမချီရဲဘူးယနေ့တန်ခါ၄သိန်းကျော်ရှိတယ်ဒီလရှင်၆တောင်းကျော်ရှိတယ်နော်ကျုပ်ပင်ကောင်းတဲ့အုပ်ဖူမြို့နယ်အဆက်ရှိကြီးရွာများကိုစစ်တပ်ကနှစ်ရက်ဆက် drone လက်လက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်နေ၍ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရာ ။ပဲခူးတိုင်းကျုပ်ပင်ကောင်းမျိုးနယ်နှင့်အုတ်ဖိုမျိုးနယ်အဆက်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက် drone လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေ၍ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်စက်တင်ဘာလ26ရက်နေ့တွင်ကျုပ်ပင်ကောင်းမြို့နယ်မြို့ကန်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone ဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်တလုံးပျက်စီးခဲ့ကြောင်းသိရသည် ထုံဘုံကျဲတိုက်ခိုက်မှုအတွင်ဘုံတလုံးသည်ပောက်ကွဲခြင်းမရှိသောကြောင့်တော်လန်ရေးရဲဘော်များကလာရောက်ရှင်းလင်းပေးခဲ့ရကြောင်းသိရှိရသည့်စစ်ခွေးတွေကမနေ့ကမြို့ကန်ရွာကိုဒရုန်းနဲ့6ခုဘုံလာရောက်ကျဲချတိုက်ခိုက်သွားတာပါပြည်သူတွေထိခိုက်မှုမရှိဘဲနေအိမ်တလုံးပျက်စီးသွားတယ်မပောက်ကွဲသေးတဲ့ဘုံတလုံးကိုတော့တော်လန်ရေးတပ်ဖွဲ့တွေကလာရောက်ရှင်းလင်းသွားတယ်ဟုဒေသပြည်သူတအူးကပြောဆိုသည် အလားတူယနေ့စက်တင်ဘာလ28ရက်နေ့တွင်ကျုပ်ပင်ကောင်းနှင့်အုပ်ဖိုမြို့နယ်အဆက်ရှိအလဲကုန်းရဲစခန်းမှစစ်သားများကဖလံပင်ရွာကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးပျက်စီးခဲ့ကြောင်းသိရသည်။ထို့ပြင်အကြမ်းဖက်စစ်တပ်ကကျုပ်ပင်ကောင်းနှင့်အုပ်ဖိုမြို့နယ်အဆက်ရှိဒေါန်စပါးကွင်ရွာဖလံပင်ရွာနှင့်ရွာသိပ်ရွာတို့ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးပျက်စီးကာပြည်သူများပေးလို့ရထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။နော်လက်နက်ကင်ရင်လေးဆိုရင်လူထွက်တယ် ယနေ့ဥတ္တဘကတို့ဘုဒ္ဓမဏိတို့နော်အစရှိတဲ့ပြင်တခြားတခြားဥက္ကဏတို့နော်တချို့လည်းပဲတိုက်ပွဲထဲမှာကြာဆုံးသွားကြပြီလူထွက်တယ်နော်လက်နက်ကင်တယ်ဒါရှင်းတယ်ဒါပေမဲ့သူတို့ကဒီတင်ငန်းဝင်းနဲ့နော်ခူတုံးလုံးလို့ရနေတဲ့ခါကျတော့ယနေ့တည်းထိနော်ပောက်ကတုံးလို့ဟေးဆိုရင်မြန်နန်တိုင်းမြေပြည်သူကိုပြန်တက်ခိုင်းနေတာတို့တော်လည်းပဲဘာမှမထီရဘူးနော်ဟိုကလက်မှာဗုဒ္ဓံတရဏံကိစ္စမြေတချင်းဆိုလို့ဆိုပြီးထောင်နာချပြစ်တာနော်ရေခဲ့ လက်နက်ကိုင်းနေတဲ့ဘုံကြီးတွေတာဒနာလည်းဖြတ်နိုင်ငံလည်းဖြတ်နေတာကြတော့မတို့ရဲမချီရဲဘူးဒါပြောချင်တာပါလေဟိဆိုတော့အတုံးချဖို့မွေးထားတာနော်အများကြီးယနေ့နော်ဘုရင်ကဥဒေသနဲ့ပြောထားတဲ့နော်ဗလီကိစ္စတွေမှာဟိဆိုရင်လရလရနဲ့ထွက်လာတာဟာဝယံပြီးသူစိတ်တာပဲတစ်ချိန်လုံးဒီဘုံကြီးဟာမိမရှုပ်ကလင်ကကြီးကြနော်ဆန္ဒပြတော်ကလည်းမှန်နေရိုက်ခွဲဘောင်ဆန်းစုကြည်ကိုဆဲနော်ဟိုကိုထင်လင်းဦးတို့ကိစ္စတော်ကလည်းပဲဆရာတော်ကြီးမြောက်ရီမင်းကြီးဆရာတော်တို့တော့မှပမာမကန်သွားပြီးတော့နော်ယံဖြစ်နေတဲ့ တကယ်ကောင်ကဝယံထုတ်ထားတယ်ဝယံပြေးပဲပြောချင်းတယ်ရပါလေဆိုတော့ဆင်အနာချင်းကဒီလိုကောင်တွေကိုမွေးထားတယ်မွေးထားတာကဘာလို့လဲဆိုဒီလိုအဒီကုံတွေကိုတို့ဖန်တီးနိုင်ဖို့အတွက်တို့မွေးထားတာပဲတို့တို့ဘလို့ပဲလှုပ်လှုပ်ယနေ့မြန်မာပြည်သူတွေကမျက်စိအမြင်ကျနေကြပြီနော်ခုတုံးလာလို့လို့မရကြတော့ဘူးလက်မခံတော့ဘူးနော်ဒါကြောင့်မလို့အလုံးအလုံးကယနေ့ဘုံရန်သူစစ်မိတ်ဆာဟာဝိသင်တို့အခြေထဲမှာလည်းပဲအများကြီးမွေးထားတယ်လို့တခြားတခြားတော့ခရစ်ယာန်နဲ့အစ္စလာမ်နဲ့နော်ခုနကပြောခဲ့တဲ့ အားလုံးအားလုံးဟိန်းလူတယ်သူတို့ကတော့အကုန်မွေးထားတာပဲသူတို့ခိုင်းလို့ရမယ့်လူတွေဆိုအကုန်လုံးမွေးမယ်အဲဒီလူတွေနဲ့ပဲပြီးရင်အခွက်ချပြီးတော့လဝချင်းရိုက်ပြီးတော့ဒီကုန်းနေဖန်ပြီးမယ်ဒါဟာသူတို့လုပ်နေကြလမ်းစဉ်တွေပဲအဲဒါကြောင့်မလို့မိမိတို့ယနေ့မီဒီယာခေတ်တွေမှာအားလုံးကလည်းပဲမျက်စိအမြင်ကျဲလာကြပါပြီသူတို့လည်းပဲဒီကိစ္စတွေကထိလေရှလေတွေဖြစ်တဲ့အတွက်ကြောင့်မျက်ခြေမပြက်နော်အခုလိုမျိုးပဲစကားဝိုင်းနေနဲ့ထောက်ပြနေရမယ်ပြောဆိုနေရမယ်ရန်သူရဲ့ခြေလမ်းတွေကိုသိနေရမယ်နော်ဒါဟာအရေးကြီးပါတယ်အရာရေးရေးဆိုတာ ကိုရင်ကပြောခဲ့တဲ့အတုံးချလို့အလွယ်ဆုံးဖြစ်တဲ့အတွက်ကြောင့်သူတို့အတွက်ကတော့ဒါလက်နက်တပွဲဖြစ်နေကိုရုံကလည်းတုံးခဲ့တယ်လို့အခုလည်းတုံးနေတယ်နောင်လည်းတုံးနေဦးမှာပဲဖြစ်ပါတယ်ဒါကြောင့်အလုံးမိမိတို့ဘာသာဝင်တွေနော်ခေါင်းဆောင်တွေကလည်းပဲအမြဲတမ်းဒါကိုတဆိုင်မမတ်နဲ့သတိရှိရှိဝရိယရှိရှိနဲ့စောင့်ကြည့်ပြီးတော့အမြဲအခုလိုပဲစကဝိုင်းနေနဲ့ပြောနေရမယ်ဇာတ်ရေးပြီးတော့ပြောနေရမယ်ကိုဘာသာဝင်တွေကြားထဲမှာလည်းပဲစစ်အာဏာရှင်ရဲ့လက်ဝက်တွေကိုထောက်ပြပြောပြနော်ဆိုပြီးတော့ဝီဇင်တို့စစ်အာဏာရှင်ဘုံရန်သူညီကုန်းချုပ်ပါမှာလေရဲ့ ဥစဉ်တို့နိုင်ငံလူနိုင်ငံသားချင်းချင်းဘာသာဝင်တွေတစ်ခုနဲ့တစ်ခုရတဲ့ချင်းချင်းမှာအားလုံးလက်တွဲပြီးတော့ကိုယ်နိုင်ငံကြီးရဲ့ဖွံ့ဖြိုးရေးတိုးတက်ရေးငြိမ်းချမ်းရေးကိုအတူတူကဆောင်ရွက်နိုင်မှာဖြစ်ပါအရှင်တွေကိုအာယုံဆိုင်လာတဲ့အခါဒီလိုလူလူညင်ညွတ်လာတဲ့အခါတွေမှာဘာသာရေးတွေကိုအကြောင်းပြပြီးတော့မှပဋိပက္ခအတွင်းနဲ့ဖန်တီးပြီးတော့မှဘာသာရေးအဓိကရောဘာသာရေးအကျမ်းသက်မှုတွေဖန်တီးပြီးတော့မှိုက်တိုက်လေးရှိပါတယ်ဒါအာနာရှင်တွေရဲ့ပုံတွေလိုရိုးလုပ်စင်ပဲဖြစ်ပါတယ် အခေတ်သက်သက်ကိုပြန်ကြည့်မယ်ဆိုလို့ရှင်ဟိုကိုလိုနီခေတ်မှာကစဒီနေ့အချိန်ထိတည်တခြားပြန်ကြည့်ရမယ်ဆိုရင်နိုင်ငံရေးချိုးကွေတိုင်းမှာဘာသာရေးဒီကရုံးနေဖြစ်ခဲ့တယ်ဆိုတာကိုသင်တို့လေ့လာတွေ့ရှိကြမှာဖြစ်ပါတယ်။ဒီ1962ခုနှစ်နေဝင်းအာနာသိမ့်ပြီးတဲ့နောက်ပိုင်းကာလကိုသင်တို့ဒါမီတော့လေ့လာကြည့်ကြမယ်ဆိုရင်ပေါ့နော်။သင်တို့ကိုရင်ဘဝမန္တလေးကိုစရောက်စဉ်ရောက်စနှစ်က1969ဆရာမင်းတို့ည1969ဟုတ်ပါရဲ့နော်ဗျာ။မှန်ပါဗျာ။အမှ1969ရို့တို့ဟိုမာမြမှုနေ့ဘိုက်ဖောင်းမှုဖြစ်တဲ့အခါမှာ ်ငါတော်တွေကတညီတဝါးတည်းပဲတရားခံအစ်စ်မှန်ပေါ်ပေါ်ရေးအတွက်စစ်စစ်စစ်ဆဲနေကြတဲ့အချိန်မှာပဲအဲ့ဒီမှာအဒီကရုံးတစ်ခုဦးဇင်းတို့အတိုင်းဒီကရုံးတစ်ခုဖန်တီးခဲ့ကြပါတယ်အဲ့ဒီနောက်ဦးဇင်းတို့ဓမ္မိုက်တော်အသံသူကြီးတို့2000 2003ဓမ္မိုက်တော်အသံသူကြီးတို့တပင်းရင်မှာလုတ်ကြံခံရတဲ့ကာလကလည်းကြောက်စဲမြို့မှာခြေတီးပြီးတော့မှကြောက်တဲ့မဖုန်ကြီးကိုဒါတတ်တယ်ဆိုပြီးတော့ဘာသာရေးဒီကရုံးတစ်ခုနောက်ထပ်ထပ်ပြီးတော့ဖန်တီးခဲ့ကြတယ် ဒီဘက်ဒီဘက်ပိုင်းနေမှာလည်းတိတ်တိမ်တို့လက်ထက်တွေမှာလည်းပဲမဲဆွေသီယုံရေကာလာတွေရောက်ခါနီးတဲ့အချိန်မှာအဲမေထီလာဒီကရုံးတို့ဟိုဦးသိန်းတို့လာချိုးဒီကရုံးတို့စသဖြင့်ပေါ့ဒီကရုံးတွေဖန်တီးခဲ့ကြတာတိတိကျကျလေ့လာကြည့်လိုက်တဲ့အခါမှာနိုင်ငံရေးရဲ့အချိုးအကွေ့တွေရောက်တိုင်းရောက်တိုင်းမှာဒီဒီကရုံးမျိုးတွေဖန်တီးခဲ့ကြတာတွေကိုလေ့လာတွေ့ရှိကြရတာဖြစ်ပါတယ်ဆိုတော့ဒီလိုမှိုက်တိုက်မှုတွေဘာသာရေးမုန်းပွားမှုတွေဒါတွေကိုခြေတီးပြီးတော့မှအာဏာယူတွေကဘာသာရေးအစွန်းရောက်တွေကိုအတုံးချပြီးတော့မှအားလုံးသောပြည်သူတွေကိုမှိုက်တိုက်ပြီးတော့ဒီလိုဒီကရုံးမျိုးတွေ ဖန်တီးခဲ့ကြတဲ့တာရကတွေအများကြီးကိုစင်တို့ဒီကြုံတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာလည်းပဲအတူရောင်ရွက်ောက်ပွဲကြီးကျင်းပဖို့ဆိုင်းပြင်းတဲ့အချိန်ကိုစင်တို့ပြည်သူလူထုတွေကလည်းပဲဒီအာနာယူကိုဘယ်တော့မှလက်မခံဘူးဆိုပြီးတော့ရန်ကပြတ်နေတဲ့အချိန်လူရုပ်လို့စင်လမ်းဟောင်းတွေဘလောက်ပဲလှုပ်လို့ကိုစင်တို့ရဲ့ပြည်သူတွေကဂျန်သေးတွေက 88ကအချိုးမျိုးနဲ့21မှာလာမချိုးနဲ့ဆိုကြွကြော်လာခဲ့တာလေသတိမူဖို့လိုပါတဲ့88ကအချိုးတွေထဲမှာဒီအမျိုးသားရေးဝါဒတွေကိုအသုံးချပြီးတော့မှဘာသာရေးတွေကိုလုပ်တာတွေလည်းပါတယ်ဆိုတာကိုပြည်သူလူထုတွေသတိချက်ဖို့တော့လိုအပ်တဲ့အနေအထားမျိုးဖြစ်လာပါပြီဆိုတော့ဒီနေ့ဒီချိန်မှာလည်းပဲဒီလိုအချိုးကွေတွေဖြစ်လာတဲ့အခါမှာဒီကရုံးနေအခုဆိုလို့ချင်းဒါရေလဲလေးကြေးရွာမှာအခြေတိုက်ပြီးတော့မှမဘာသာတွေဒီကရုံးခံနေဖို့ကြံတင်နေကြတာလေအများကြီးယုံ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 နဲ့တွေ့နေရတာလေ thank you